from Malawi. My question is now I'm left with three vehicles, all are broken down. I had a hospital, a private hospital, where even a doctor from Germany was working. It went down. And then I ordered the nobility to private service post went down. I was appointed by the president to, to the embassy. When I came back, it went down. Everything goes down, goes down we are trying, my wife is a banker, she's trying this and that, also has got problems. Maybe she'll talk about herself. But promotion is nothing. Everything is a setback in our home. May we know what is hindering. Where are we wrong? I know we are sinners. Okay, Mesiru ye Minglaba. Uh Aku di uh Apujiaro at Shise Shida be Pidewano. So သူနောက်ဆုံးပြောသွားတဲ့တခွန်းကတော့ကျွန်တော်ကတော့အပြစ်သားဟုတ်ပါတယ်တဲ့အဲဒီတခွန်းတော့အရန်ကောက်တာပါနော်ကျွန်တော်ကအပြစ်သားဖြစ်တယ်ဆိုတော့ကျွန်တော်ကဘာပဲလို့လို့မအောင်မြင်ဘူးဖြစ်တယ်အဲ့ဒါမအောင်မြင်ရတဲ့အတေကအကြောင်းရင်းပါလေသူသိချင်လို့ prophet ကိုမဲခွင့်ရတာဖြစ်တယ်ဆိုတော့သူကဆရာဝန်ဟုတ်တယ်ဆေးရုံမှာအလုပ်လုပ်တယ်ဆေးရုံမှာလို့လို့တော့အဲ့ဒီဆေးရုံမှာကဟိုးဂျာမနီကလာတဲ့ဆရာဝန်တွေအထက် အလုတ်လုတ်တာဒါပေမဲ့တို့အဲ့ဒီနေရာကနေအဲအလုတ်ရန်နာတော့ရတာပေါ့နော်အဲအဲ့ဒါပြီးတော့နောက်မှာတို့ကဒီနာမည်ကြီးတဲ့ဒီအဲចောင်းတစ်ခုမှတို့ဆရာလုတ်တယ်ဒါလည်းအဲ့ဒီကနေလည်းတို့ရန်နာခဲ့တယ်အနောက်တစ်ခုကတို့ကဒီအာဘယ်လိုပြောမလဲတန်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 ယုံတွေတို့အလုတ်လုတ်ဘူးတယ်ဒါပေမဲ့တို့အဲ့ဒီကနေလည်းထွက်ရတယ်ဆိုတော့ဒီလိုအင်မတန်အာ အောင်မြင်မဲ့၃နေရာကနေသူထွက်ရတာဖြစ်တယ်။သူ့မိမဆိုရင်ဗန်စီမဟုတ်တယ်။ဒါပေမဲ့နစ်ပေါင်းလက်ပေါင်းများစွာလှုပ်လဲ။ဗန်မာရာဒုမတူဘောနော်။ဆိုတော့သူကသူတို့မိသားစုဘာပဲလို့လို့မအောင်မြင်ပဲတလို့ဖြစ်နေတယ်ဘောနော်။အဲဒါကြောင့်ဘာအကြောင်းကြောင့်ဖြစ်တာလဲသူသိချင်လို့ prophet ကိုမဲတာဖြစ်ပါတယ်။ဆိုတော့ဓမ္မရာဇဝင်ပထမဆုံးအခန်းကြီး9အငယ်9မှာ ဂျူးလူမျိုးတွေဟာသူတို့ရှင်မှာပြဿနာကြုံတဲ့အခါမှာသူတို့ကဘယ်ကိုတွားလဲဆိုလို့ရှိရင်ဘုရားသခင်ရဲ့ prophet တွေရှိကိုတွားရတာဖြစ်တယ်။အခုဒီလူကလည်းပဲမလာဝေနိုင်ငံကဖြစ်တယ်။ဆိုသူဒီ prophet ရှိကိုလာတာဖြစ်တယ်။နော်။ဆိုတော့ prophet တောင်သူအသက်ကြီးတာဖြစ်တယ်ပေါ့နော်။ဒါပေမဲ့သူကသူ့ရဲ့ပြဿနာဘာကြောင့်ဖြစ်တာလဲ။သူတိချင်းတို့မဲတာဖြစ်တယ်။အခုတော့ prophet ကသူ့သူ့ပြဿနာဘယ်ကလာတယ်လဲဆိုတာကိုရှင်းပြမှာဖြစ်ပါတယ်။ got a woman who resembles her. Prophet ကပြောတယ်ဒီအမျိုးသမီးနဲ့မျက်နှာတူတယ်ပေါ့နော်တဲ့အမျိုးသမီးနဲ့တူတဲ့အဲအမျိုးသမီးတယောက်နဲ့အမျိုးသမီးတယောက်ကိုနင်းပတ်တက်ခဲ့တယ်လို့ Prophet ကပြောတာဖြစ်ပါတယ် on the priest somewhere နင်းသူ့ကိုတနေရာမှာ အနေရရှာပြီးမှထားထားပေးတာဖြစ်တယ်။ Yes man of God ဟုတ်တယ်လို့သူကဖြေပါတယ်။ဘလို့ဖြစ်ခဲ့တာလဲနားထောင်ကြည့်အောင်။ It's true she was my girl မန်ဒေးသူကကျွန်တော်ရဲ့ရီစာပါလို့ပြောပါတယ်။ When my other wife died a certain lady who resembles her was working at a technical school ိုတော့သူ့ရဲ့ဗတ္တမမိမတည်သွားပြီးတဲ့နောက်မှာတဲ့ဒီတက္ကတုတစ်ခုမှာတဲ့ဒီမျက်နှာနဲ့တူတဲ့အမျိုးသမီးဟာတက္ကတုမှာအလုလုံနေပါတယ်တဲ့ Where am I two siblings were also being taught အဒီအဖိုးကြီးရဲ့ဒီမြေကူဒီထက်က၂ယောက်လည်းပဲအဲ့ဒီတက္ကတုမှာ အဲကျောင်းဆရာဆရာမဟုတ်ပါတယ်တဲ့တက္ကသိုလ်ဆရာဆရာမဟုတ်တယ်ကွန်အဲစကူးစ် now this girl she just came with my children at home because တော့ဒီတယောက်ကအဲဒီကမလေးကတဲ့အဲကျွန်တော်ကလေးတွေနဲ့အတူတဲ့ကျွန်တော်အိမ်ကိုလာလေတယ်တဲ့ဆိုတော့အဲ့ဒီမှာညှိသွားတာဖြစ်တယ် your our father if we don't want to sin much but if you want to နင်ကကျွန်တော်တို့ရဲ့အဖေအရွယ်ဟုတ်ပါတယ်တဲ့နင်ရဲ့ဒီအတိတ်ကအကြောင်းတွေကိုငါတို့အများကြီးမပြောချင်ဘူးတဲ့ဒါပေမဲ့ when your thing started getting to a big setback it was နင်ဘဝမှာအာဒီမအောင်မြင်ချင်းဆဆချင်းဝင်လာတာက ဘယ်ကနေလာတယ်လဲဆိုလို့ရှိရင် this girlfriend or this girl everything drop down ဆိုတော့ဒီကမလေးနဲ့နင်းစကြိုက်တဲ့အချိန်စပတ်သက်တဲ့အချိန်ကစပြီးနင်းရဲ့ကောင်းကြီးကစပြီးမှကြလာတာဖြစ်ပါတယ်လို့ prophet ကသူသိချင်တဲ့အရာကိုရှင်းပြပေးတာဖြစ်ပါတယ် Jesus အခုတော့ယေရှုကိုခေါ်တဲ့ Jesus program the cause ပြတနာတိုင်းမှာ သူ့ရဲ့အကြောင်းရင်းခံရှိတယ်လို့ prophet ကပြောပါတယ် problem the cause ဆိုတော့ဒီအဖိုးကြီးရဲ့ပြတနာကတော့သူ့ရဲ့စီးပွားရေးကျလာရတဲ့အကြောင်းရင်းဟာဒီကောင်မလေးတေးသေးလေးနဲ့ငငယ်လေးနဲ့တို့ကပတ်သက်ခဲ့တဲ့အတွက်ဖြစ်ပါတယ် they is true man of good prophet နင်းပြောတာမှန်ပါတယ် so it's very careless and she used to tell others I want to eat his money. ဆိုတော့ဒီကမလေးကတော်တော်လေးစွာတဲ့အဲရီစာဟုတ်ပါတယ်တဲ့တခြားလူတွေကိုဘယ်လိုပြောလဲဆိုလို့ချင်းငါဒီတယောက်ရဲ့ပတ်စံကိုစားမယ်စားမယ်ဆိုမှရှောက်ပြောတယ်တဲ့ This is a beautiful you know man ဒီကမလေးကအရန်ချောတယ်တဲ့အဲ့တော့ယောက်ျားတွေကလေ you know man ယောက်ျားတွေရဲ့ယောက်ျားတွေကလေ sometimes are confused as to တခါတည်းယောက်ျားတွေကဦးနောက်မမှန်ဘူး sometimes we do things တခါတည်းယောက်ျားတွေကမလုတ်တင်တာလို့ရှောက်လုတ်တာ so what you are saying is true man of proper ye နင်းပြောတာမှန်ပါတယ်တဲ့ဆိုတော့ဒီတယောက်ဟာဒီလိုကောင်းမလေးချောချောလေးလာလာလေးငငယ်လေးနဲ့တပတ်တဲ့အချိန်ကစပြီး သူကကောင်းကြီးကိုထိတာဖြစ်ပါတယ်ယေရှုဖျားရေကျွန်တော်အပြစ်ကိုလွတ်ပါလို့သူကပြောပါတယ်သူကအသက်88နှစ်ပြီဖြစ်ပါတယ်ကျွန်တော်ရဲ့ဝိညာဉ်ကိုလည်းကယ်တင်ပါ salvation of my soul ဆိုတော့အသက်ကြီးတဲ့အဖိုးကြီးအပြစ်ကိုဖော်ရအပြစ်ကို prophet ကဖော်ပြတဲ့အခါမှာ သူဟာသူ့ရဲ့အပြစ်ကိုဝန်ချတာဖြစ်တယ်။ခရစ်တော်ကိုလည်းတောင်းပန်တဲ့အခါမှာသူဟာအပြစ်လွတ်ခြင်းတို့ရောက်မှာဖြစ်တယ်။ဝိညာဉ်ကယ်တင်ခြင်းတို့လည်းရောက်မှာဖြစ်ပါတယ်။ဒါကခရစ်ယာန်တွေရဲ့အတ္တမှာအင်မတန်ဝမ်းမြောက်စရာမျောလင့်စရာကဒါဖြစ်ပါတယ်။အတဲ့ရွယ်ငယ်တာကြီးတာအရေးမကြီးပါဘူး။ကိုယ့်ရဲ့အပြစ်ကိုသိပြီးမှ နောင်တရပြီးမှကိုယ့်ရဲ့အပြစ်ကိုစပြီးမှ ဝန်ချတောင်းပန်တဲ့အခါမှာအပြစ်လွတ်ခြင်းတို့ရောက်မယ်ဆိုတာကိုတိယောမှာရေးထားအာ အဲတိရောမှာဗောနော်ရေးထားပြတာဖြစ်တယ်လို့ဘုရားတခင်ကချက်ချင်းပဲခွဲလွတ်ပေးတာဖြစ်တယ်အဲ့ဒီတာမကလည်းဝိညာဉ်ကိုလည်းကဲတင်ပေးတာဖြစ်ပါတယ်ဗော So I plead with you man of God ဘုရားတခင်လူကို ကျွန်တော်အာအနှုံညွတ်တောင်းပါပါတယ် Restore us because ကျွန်တော်တို့ရဲ့ကောင်းကြီးကို ပြန်ရဖို့ကိုညီပါအေး I want to live a normal life ကျွန်တော်အခုချိန်ကစပြီးတာမန်အမျိုးသားတယောက်အနေနဲ့နေချင်ပါတယ် Now I'm 80 years I'm 80 years ငါအသက်80ရှိပြီ And yet still the spirit of lust comes Hey ဒါပေမဲ့အခုဒီဒီကာမနဆူကမကြမကြလာတယ်အသက်80ရှိနေပြီဒါပေမဲ့ spirit of lust is come နော် သူကဒီကာမနတ်ဆိုတာမကြမကြလာတတ်တယ်တဲ့ဘာဖြစ်လို့ဒီအတိတ်ဒီအတိဒီကာမနတ်ဆိုတာငါ့ကိုနောက်ချက်တာလဲ why are you together man of god ဆိုတော့ဘယ်သူပဲဖြစ်ဖြစ်ကိုယ့်ရဲ့အားနဲ့ချက်ကိုယ့်ရဲ့အပြစ်ကိုတီးတဲ့ခါမှာယေရှုခရစ်တော်ဝင်ချတောင်းပါလို့ရှင်လွတ်မှာဖြစ်တယ်ဆိုတော့အခုတော့အာသူ့ရဲ့အဲဒီမှာနောက်ထပ်နှစ်ယောက်တိုးလာတာဖြစ်တယ် ဆိုတော့ဟိုဟိုတယောက်ကတော့သူ့ရည်စားစစ်တော့မဟုတ်ဘူးဒါပေမဲ့တချိန်ကသူ့ရည်စားနဲ့တူတဲ့ကောင်မလေးကိုပရိုဖက်ကအာဥပမာဖြစ်ပြပေးတာဖြစ်တယ်နောက်တော့ကြည့်အောင်တရားမျိုးတမင်းပါပြောမလဲ I'm much I'm totally from Malawi သူ့နာမည်သူကမလာဝီနိုင်ငံကလာတာ Yeah my is my father in Rome ဒါကကျွန်တော်ကျမရဲ့ရောက်ကတိပါ Is your father in law? Yes. Mm -hmm. I just want to confirm the prophecy. Mm -hmm. after separation with it so the uh, father in law mother in law ဘောနော်ယောက်ကတိယောက်ကမတွေဖြစ်ပါတယ်တဲ့ဆိုတော့အတိတ်မှာတဲ့တို့လင်မယားအမျိုးနောက်ထပ်မိမကွဲထားတာရှိသေးတယ် so i you got a beautiful girl like this okay သူမိမနဲ့ကွဲသွားပြီးတဲ့နောက်မှာတဲ့ဆိုတော့ခုနကသူအဖိုးကြီးပြောတာတော့တေသွားတယ်လို့ပြောတာအခုဒီတယောက်ပြောတာကတော့ကွဲသွားတယ်လို့ပြောတာနောက်မိမနေမှာပေါ့နော် ဆိုတော့မိမနဲ့ကွဲသွားပြည့်တဲ့နောက်မှာတဲ့ဒီရောက်ကထီးဟာတဲ့ကာမလေးငငယ်လေးချော့ချော့လေးနဲ့တွဲတယ်တဲ့ From that time ဆိုတော့အဲဒီကာမလေးကဟိုဘက်ကညာဘက်ကအမေမလေးနဲ့တူးနေတာဖြစ်ပါတယ်အဲဒီလိုကာမလေးငငယ်လေးကနဲ့နဲ့အဲရောက်ကထီးတွဲတဲ့ချိန်ကစပြီး There's no peace သူရဲ့အတ္တတာမှာညင်တက်ခြင်းမရှိတော့ဘူးတဲ့ at the business is he built a, a clinic a private clinic ဆိုတော့အဒီအရောက်ကတိကားတဲ့ကိုပိုင်စက်ခန်းဖွင့်တယ်တဲ့ဒါပေမဲ့မအောင်မြင်ဘူးတဲ့ he went down the girl it or the man had a tall young man yes သူ proper ပြောတာကဒီတယောက်ရဲ့ပတ်စံကိုတဲ့ကောင်မလေးကစားပလိုက်တာတဲ့အဲ့ကောင်မလေးကဘသူနဲ့တွဲစားတယ်လဲဆိုတော့အရက်ရှယ်ရှယ်အမျိုးသားတယောက်နဲ့တွဲပြီးမှစားတာတဲ့ proper ကပြော Tolman is the one who was not really confused. He helped me get this girl out. She was a problem, but it's a beautiful, beautiful things about us men are. ဒီကမလေးကငါကတော့တော်တော်နောက်ဆက်တယ်ဒါပေမဲ့တိတ်ချောလို့လေအေးငါမစွန့်ရဘူးတဲ့ဒါနဲ့ဟိုအဲ့ဒီကမလေးကဒီအရက်ရှယ်ရှယ်နဲ့လည်းပတ်သက်နေတာဖြစ်တယ်ရှာ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 အဲယောက်ျားဒီ မိမချောချောလေးတွေ့လို့ရှိရင်တော်တော်လေးပြဿနာကြုံကြတဲ့ကြုံတာဖြစ်တယ်။သူကတော့အသက်80ရောက်ပြီးရှာရှာရှာလို့ပြောတာဖြစ်တယ်။ Hey, I was a member of parliament then. သူကပါလီမန်မှာဆိုလည်းပဲသူက အဖွဲ့ဝင်ဖြစ်တယ်တဲ့။ Being a lot when I returned. သူအဲ့ဒီတုန်းကပတ်စံအများကြီးရတယ်တဲ့။ Two midnight. A phone when we were together with this so-called girlfriend. သူပါလီမန်ကပြန်လာတော့ညတကောင်မှာဒီကောင်မလေးကကျမကိုငါ့ကိုဖုန်းခေါ်တယ် The phone came and I went to beat her but it's not my my behavior to beat women I, I have never done that 50 years ago but I did So သူကမိန်းကလေးတွေကိုတခါမှချေလွန်လေးလို့မဖြစ်ဘူးဘူးတဲ့ဒါပေမဲ့လွန်ခဲ့တော့အနှစ်90မှာသူကအဲ့ဒီအမျိုးသမီးကိုတဲ့သူရေးစားကိုပေါ့နော်သူချေလွန်လေးလို့သူရိုက်ခဲ့ပါတယ် only I, I asked her, then she said, I had no right to ask her. ဆိုတော့ကမလေးကဟိုအရက်ရှင်ရှင်နဲ့တွဲနေတာဖြစ်တာပေါ့နော်အဲ့ဒါကြောင့်တွဲခါရတာဆိုတော့မနဲ့မိုးလင်းတော့မဲတော့နင်းမာနဲ့ငါ့ကိုမဲပိုင်ခွင့်မရှိဘူးလို့ကမလေးကဖြေပါတယ်တဲ့ I said let me find out within a short time neighbors told me that a man came in there now မှာ အင်းနီနာချင်းကပြောပြတယ်တဲ့နေ့ကောင်မလေးဟာအရက်ရှိရှိတယောက်နဲ့တွဲနေတယ်လို့ပြောပါတယ်တဲ့အခုတော့သူ့ရဲ့ကာမနတ်ဆုကိုနင်ထုတ်ပေးမှဖြစ်တယ်ဒီကောင်မလေးထက်ကနဲ့ဝင်လာတဲ့နတ်ဆုဖြစ်ပါတယ် Mr. Green is being delivered. Father, set him free, O Lord, for the salvation of his soul. In Jesus' holy name. wife too. တို့ဇနီးတဲ့ was from Malawi. ဒါကသူ့ရဲ့ချွေးမဒါကတစ်ချိန်တော့ကရေးစားဟောင်းနဲ့တူတဲ့တူအကုန်လုံးကိုနတ်ဆိုဖေရှားပေးတာဖြစ်ပါတယ် your free and jesus hallelujah ဆရာအပြစ်လုတ်ချင်းထက်ကနေဘာဝင်လာလဲဆိုလို့ချင်းချင်းဆိုတဲ့နတ်ဆိုဝင်လာရတာဖြစ်ပါတယ် လူမျိုးမရွေးပါတာမရွေးပါအဲ့ဒီချိန်ချင်းနတ်ဆိုးဝင်လာတဲ့အခါမှာအဲ့ဒီလူနဲ့ဆိုင်တဲ့ကောင်းကြီးမင်္ဂလာကိုအဲ့ဒီနတ်ဆိုးကဖျက်ဆီးနိုင်တာဖြစ်တယ်။ဒါကြောင့်ရှင်ရောဟာခန်းကြီး၈၄မှာမာနတေမကောင်းမှုအားလုံးရဲ့အပါဖြစ်တယ်လို့ပြောတာဖြစ်ပါတယ်။ရှင်ရောဟာခန်းကြီး၃၀ငယ်၃၀မှာယေရှုခရစ်တော်ကမာနကလူရှိကူလာတဲ့အခါမှာ kill တပ်ဖို့ steal ခိုးဖို့ destroy ဖျက်ဆီးဖို့တာလာတယ်ငါမူက မာနလက်ထက်ကလွတ်ယုံမြမကအတက်ဝိညာဉ်ပြည့်စုံဖို့လာတယ်လို့ပြောတာဖြစ်တယ်အဲ့ဒါကိုဒီနေ့ကျွန်တော်တို့လက်တွေ့တွေ့ရတာဖြစ်ပါတယ်အခုတော့ဒီအတက်ရှိစရာဖူးကြီးဟာသူ့လူချင်းတဲ့မဲခွန်းကို သူ့အဖြေရသွားပြီဖြစ်ပါတယ်သူ့အတွက်တော့မာလာဝေကနဲ့ဒီကိုစူးစမ်းလာတာလာရကြုံနဲ့တယ်လို့ပြောရမှာဖြစ်ပါတယ် what is it sir လူချင်းမင်းနင်းဘာဖြစ်တာလဲလို့ prophet ကမဲပါတယ် i want to show that you have healed me oh prophet ဆူတောင်းပြီးတော့ကျွန်တော်အခုပဲကြမ်းမှာတွားတယ်ဆိုတာကိုလက်တွေ့ပြချင်တာပါတဲ့ jesus has healed you ယေရှုကပဲနင်းကိုကြမ်းမှာဆယ်တာလို့ prophet ကပြောပါတယ် I started now. See, အခုမှသူ့ရဲ့မျက်စိကကြည်ကြည်လင်းလင်းမြင်လာပြီလို့ပြောပါတယ်အဆက်ကသူအဲ့လိုမမြင်တော့ဘူးလို့ပြောတာပြောချင်တာဖြစ်ပါတယ်ဆူတောင်းပြီးတဲ့ခါမှာနတ်ဆူလည်းထွက်ရော သူ့ရဲ့မျက်စိကကြည်လင်လာတာဖြစ်ပါတယ် I'm not even panting. Thank you, Jesus. ယေရှုဖျားယေရှုတင်ပါတယ် Thank you, Jesus. အတရှိစေအဖူကြီးယေရှုရဲ့ယေရှုတော်ကိုခံရတာဖြစ်တယ် Thank you, man of God, for praying for us. ကျွန်တော်အတွက်ဆုတောင်းပေးတဲ့ဖခင်ရဲ့လူကိုကျေးဇူးတင်ပါတယ်။ဒါကြောင့်ရှေးကာလ၌ယူလူမျိုးတွေဟာပြည်တနာကြုံတဲ့အခါမှာဖခင်ရဲ့လူလို့ခေါ်တဲ့မြင်တော်သူ profession ကိုတွားတဲ့အခါမှာပြည်တနာတဲ့ကလူမျိုးတကယ်တို့ယခုကာလမှာလည်းပဲအဖက်ခန်းကြီးလင်းအငယ်၁၁ဆနစ်မှာရေးထားတဲ့အတိုင်းယေရှုခရစ်တော်ဟာ ပရောဖက်တွေကိုပေးလာတဲ့ကာလဖြစ်တယ်။ဒီလိုပရောဖက်တွေရောက်တဲ့ကာလမှာလူဒီကလည်းကိုပြက်တနာကိုစင်နေသွားတဲ့ခါမှာအခုလိုပြက်တနာရဲ့အရင်ခံကိုတည်နေတာမကပြက်တနာကိုဖယ်ရှားပြီး အောင်မြင်ခြင်းနဲ့ပြန်ခွင့်ရကြတာဖြစ်ပါတယ်။သူတခင်ခရစ်တော်နာမတော်အစင်ဆက်ပုံကြည့်ပါစေ။ Hallelujah. နိုင်ငံရခြားကလာတဲ့အာဖရိကလူမျိုးတွေဖြစ်ကြပါတယ်သူတို့ကိုင်းတဲ့အလံတွေကသူတို့နိုင်ငံရဲ့အလံဖြစ်ကြပါတယ်အလူတော်ဒီကောင်းငင်မွန်၌ပြည်စုံတကယ်တို့မြေကြီးပေါ်မှာပြည်စုံပါစေဆိုတဲ့ပတနာတော်တခြင်းဖြစ်ပါတယ်